မနေ့ကချစ်ချောင်းကြိုက်ချောင်းတွေကိုအင်္ဂလိပ်လိုဘယ်လိုပြောရမလဲဆိုတော့သင်ပေးခဲ့ပြီးပြီဆိုတော့အဲ့ဒါကိုလက်ဆက်တန်းအောင်လို့ဆရာဆက်သင်ရမှာပေါ့နော်လက်ခံပါလားငင်းပါလားဘယ်လိုပဲဖြစ်ဖြစ်ပြောတောင်လို့တော့ဆရာသင်ပေးရတော့မယ်။ကဲအဲ့တော့ပထမဆုံးတစ်ခုအဲဟိုဘက်ကပြလိုက်တဲ့အခါမှာကဲဒီဘက်ကနေပြီးတော့အေးငါအဲ့ဒါကိုကြားဖို့မလုပ်နေခဲ့ရတာလေစောင့်နေခဲ့ရတာအဲဒီ sentence တိုင်းမှာ usage အသစ်ပါမယ် vocabulary အသစ်ပါမယ်ဘယ်လို topic မျိုးပဲဖြစ်ဖြစ်ရေးမှတ်ပြီးတော့ကြက်မယ်ပေါ့နော်ဒီလိုဆိုလို့ရှိရင် usage အသစ်တွေနဲ့ vocabulary အသစ်တွေတွေစုစည်းပြီးတော့ရချချတင်မှအလေးစပိုင်းတိုးတက်ကောင်းလာမလာပါပါဒီ this is cc ရတယ်ပြီးတော့မယ်အဲ့တော့ဆက်ပြီးတော့လေ့လာပါဒါပြီးနဲ့နောက်ထပ် series တွေပါပါအောင်မယ်ဒီပထမဆုံးတစ်ခု subject လာမယ်ဘယ်သူလဲငါဆိုတော့ i ပေါ့ subject ပြင်ဖတ်ဖို့သွားမယ်ဘာလုပ်နေခဲ့ရလဲစောင့်နေခဲ့တာအခုစောင့်နေရဆိုတော့ amisa ing မှာ ing ဆိုတဲ့ w a i t ing waiting ဆိုတဲ့ ing နဲ့ amisa နဲ့ပေါင်းပြီးတော့သုံးရပါဒါပေမဲ့ ဒီကောက်မှာဆရာရှေ့ရရက်30 series အင်္ဂလိပ်စာအောက်သက်ရှိဖို့ရက်30 series မှာဆရာမတင်ခဲ့တာတခုရှိတယ်အဲ့ဒါဘာလဲဆိုရင် present perfect continuous ဆိုရဟာသူကကြတော့အခုလဲလုံနေတယ်အတိတ်ကလည်းလုံအတိတ်ကလုံခဲ့တယ်ဆိုရဲသဘောတရားလဲပါတယ်ပြောချင်တာအတိတ်ကနေလုံနေခဲ့လိုက်တာအခုအချိန်ထိလုံနေထုံးမဲဆိုရဲသဘောတရားပါရင် has has plus bin plus by ကျုံတော့ရသူစောင့်နေရသည်အခုမှစောင့်နေရမဟုတ်ဘူးဒီရှေ့ရအချိန်တွေကလေးအကြာကြီးစောင့်နေခဲ့ရတယ်ဆိုရဲအတိတ်အချိန်သဘောတရားပါလို့ဒီ have been ဘာ ing ဆိုတဲ့ present perfect continuous ကိုသင်ရတာဒါပေမဲ့ဒါကိုအဆက်ဆက်လေးနဲ့လေ့လာဖို့အတွက်ကတော့ဒီ CVB မှာဆရာဒီအင်္ဂလိပ်စာအရေးကောင်းဖို့ဆိုအင်္ဂလိပ်စာကျွမ်းကျင်ဖို့ CVB တို့အဲ့ CVB ကြာလို့ရှိရင်ဆက်ကြည့်မယ်ဆိုရင်ရပါမှာဒါပေမဲ့အလုံးဝအခြေခံမရှိတဲ့တူတော့ဒီ CVB ရဲ့ရှင်းမှာရှိတဲ့အင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ရတဲ့ CVB ကိုကြည့်လိုက်ပါတော့เนาะ I have been waiting ဘာလို့ဖို့လဲကြားဖို့ဆိုတော့ to hear ပေါ့ဟာကိုကြားဖို့လဲအဲအဲ့ဒါလေးကိုကြားဖို့အဲအဲ့ဒါလေးကိုလိုခါဆက် that အဲ့တော့ I have been waiting to hear that ဒါတော့ကြားဖို့ဘာလို့နေခဲ့ရလဲစောင့်နေခဲ့ရတာအဲ့လိုမျိုးလေဒါတော့ဘာလဲဆိုလို့ရှိရင်လည်းဒါတော့နည်းနည်းမမူတော့ပဲတန်းဖြည့်ပေးရမျိုးပေါ့နော်အဲ့လိုမဟုတ်ဘူးအဲနည်းနည်းလေးပါပါလေးဖြည့်ပေးမယ်ဆိုရင်တော့ငါလဲအဲ့လိုပဲခံစားရပါတယ်ဒါဆိုငါလဲဆိုတော့ i ပေါ့ခံစားရတာတော့ feel ပေါ့နော်အဲ့လိုပဲဆိုတာကအတူတူပဲလို့ယူဆပြီးတော့ i feel like တက်လိုက်ရတယ်ဒါမှတော့ကောင်းတာတော့ i feel the same ပေါ့နင်ခံစားနေရတယ်လို့ the same အတူတူပဲငါလဲအဲ့လိုပဲခံစားရပါတယ်ပေါ့နောက်တစ်ခုဒါတော့ညင်းပြီ နော်နားတော့ညင်းပြီမကြားချင်တော့နားပိတ်ထားတော့ပါပဲငါမင်းကိုတော့မနာကျင်စီမနာကျင်စီချင်ပါဘူးငါစောအိုင်နော်နာကျင်တော့ဘယ်လိုခေါ်လဲဆိုရင် parts လို့ခေါ်တယ်နာကျင်စီချင်တယ်ဆိုရင်တော့ဒီ want to နဲ့တွဲရတယ်ဒါဆရာရ30စီမှာသင်ပေးထားတယ် I want to hurt ဒါ hurt ဆိုနာကျင်စီချင်တာမနာကျင်စီချင်အခုခေါ်တော့ don't ခေါ်လိုက်တယ် I don't want to hurt ဘာလို့လဲမင်းကိုဆို you နာကျင်စီချင်ပါဘူးဒါပေမဲ့ဆိုတော့ bad ပေါ့နော်အဲငါအဲ့ဒါအတွက်အဆင်သင့်မဖြစ်သေးဘူး ီမှာနေရာ space တောင်တက်မရှိဒီနာလေးမှာရေးလိုက်မယ်နော်ငါဆိုတော့ i အစင်းလေးဖြစ်တာကို ready လို့ခေါ်ရယ် ready ဒီ adjective ဖြစ်တယ်ဘာနဲ့အဆုံးနဲ့ adjective လဲ draw နဲ့အဆုံးနဲ့ adjective ဖြစ်တယ်ဆရာသင်ပေးထားတယ်ဒီက30စီမှာပဲ draw ဒီဒီပြောင်းတရှိမှာ i'm sorry ဖြစ်ရမယ်ဆိုတော့ i am ready ပေါ့အစင်းလေးမဖြစ်ရင်သေးရင်နော် i am not ready ဘာအတွက်လဲအဲ့ဒါအတွက်ဆိုတော့အတွက်ဖြစ်အောင် for နဲ့သုံးမယ်အဲ့ဒါတော့ that ပေါ့အဲ့တော့ i am not ready for that လိုလေးတွေ့လိုက်နော် i don't want to hurt you ငါမျိုးတော့မနာကျင်စေချင်ဘူး but i'm not ready for that ဒါပေမဲ့အဲ့ဒီတော့တော့ငါစတဲ့မဖြစ်သေးပါဘူးငါတော့အဲ့လိုမခံစားဘူးလူတင်တာနေအဲ့လိုခံစားပြီးငါတော့နေလို့မျိုးမဟုတ်ဘူးအဲ့လိုမခံစားဘူးနေတော့ရှင်းနေပါတော့နော်ငါကတော့ဆိုတော့အာရဲကဲတော့ခံစားရဆိုရင် fee မခံစားဘူးဆိုတော့ don't fee ပေါ့ဘယ်နှကလိုပဲအဲ့လိုအတူတူပဲဆိုရင် the same ပဲထည့်လိုက်တာဒါပေမဲ့ဒီရှေ့မှာဒီ don apostrophe ဒီ don ကတော့နာကျင်စီရပေါ့နော်ဒါဘယ်လိုပဲဖြစ်ဖြစ်လက်စတော့တတ်သွားပြီကြောတက်ပြီခြေတက်ပြီငင်းတက်ပြီဆက်ပြီးတော့လေ့လာပါဘာရဆက်လေ့လာမလဲဆိုတော့ ပုံမှန်လေးဆက်ပြီးတော့ကြည့်မှာပဲတည်တော့မှာပေါ့နော်ကြောက်ပြီအားလုံးပဲစူးစမ်းကြပါ fighting ပါ